နင်တို့မိတ်ကလေးအဖက်မပါပဲတက်တော်ဆော့ရင်လားယူနေလို့လားမိတာဟောယူကြောင်ကြောင်မိတ်ကလေးဆိုရင်ជីជីနေနေရေရေအကုန်လှကြိုက်ကြမိမနိုင်ရင်လှခြင်းနဲ့မိမနိုင်ရင်အလှကြိုက်တယ်လှဖို့အတွက်ကိုပဲမိတ်ကက်တွေနှခိုင်းနေပြီးဈေးကြီးပေးတွေဝယ်တုံးကြတယ်တခါတလေပွဲလန်းသဘင်တွေတွားကြရှင်ဆိုင်တွားပြီးတော့လှတင်ရသေးတယ် စုထားတဲ့မော်ပိုလေးတွေကမိတ်ကဲအတစ်ကိုခေါ်ပြီးအလှပြင်ကြတယ်။မိမမှန်ရင်လှချင်နေအလှကြိုက်တယ်။အခုတက်တော်မှာကငွေလဲကုန်ပြမလို့ပတ်စံလဲမကုန်အချိန်လဲမကုန်လက်ညိုးလေးတစ်ချက်နှိမ့်လိုက်ရုံနဲ့ကိုကြိုက်တဲ့မိတ်ကပ်လုပ်ကိုမျိုးစုံပုံစံစုံပြောင်းလို့ရတယ်လှလို့ရတယ် ဝေလည်းမကုန်ဘူးအချိန်လည်းမကုန်ဘူးလက်ညိုလေးတစ်ချက်နှိမ့်ရုံနဲ့လှလို့ရနေတာဘလောက်ကန်ကောင်းဒီလေအ ਨੇ ဆုံးတော့တက်တော်ဖက်လေးထည့်ပြီးလှပနေတဲ့ကိုမျက်နာလေးကို ကိုယ်တိုင်ကြည့်ပြီးတော့စိတ်ကြည်လို့ရတယ်မိကလေးဆိုတာအမှကြိုက်တယ်မျက်နာမှာဝှက်ချန်လေးနဲ့ထွက်လာရင် အသက်30ကျော်40အရွယ်ရောက်လို့တင့်တိတ်တွေထွက်လာရင်အင်တန်မှစိတ်ဆင်းရဲရတယ်စိတ်ညစ်ရတယ်အဲ့ဒီညစ်နေတဲ့စိတ်တွေကိုတက်တော်ကဖက်လေးသုံးပြီးမျက်နာလေးလှသွားတော့ ဝေးမကုန်ပဲနဲ့စိတ်ချမ်းသာတဲ့နေ့လမ်းရှိတာဘလောက်ကောင်းလဲမိကလေးတွေကြောင့်မနားမလည်ပဲနဲ့ဆရာကြီးလုပ်ပြီးမွေးဖန်နဲ့မင်္ဂလာမျိုးတို့ရေကျမရေကိုရောက်နေပါတယ်ကျမအာမြင်းကြောက်တော့ကူးတတ်ပါတယ်လိုင်းကားတော့မစီးတတ်ပါဘူး မတိုင်ကျော်သွားလို့ပါရန်ကုန်သူအကိုအမမကျမသွားကျင်တဲ့နေရာလေးလေပတ်ချင်တဲ့နေရာလေးတွေရှိလို့ပါမသွားတက်လို့မလာတက်လို့လိမ့်စာလေးများညှုပ်ပေးကြပါရှင်ကျမလေးရေရောက်ငါးပြတဲ့ကြီးကိုသွားပြီးလှည့်ခြင်းလို့ဘယ်ဟာနေသွားရလဲရန်ကုန်သူရန်ကုန်သားရန်ကုန်မှာနေတဲ့အကိုအမမလမ်းညွှန်ပေးကြပါရှင်နော်ဟိုနှစ်ရောက်ဆစ်ရက်ကောင်မှာနိုင်ငံတကာအစ်မရေရောက်ငါးပြတဲ့ကြီးတိဆောက်ပေးမယ်ဆိုပြီးနိုင်ငံတကာဟိုနိုင်ငံပိုင်သတင်းစာတွေရုပ်သံမီဒီယာတွေမှာလေအဲ့သတင်းစာကြီးသတင်းတွေတွေ့လိုက်တယ်ကျမလာခြင်းနေရာဒီနိုင်ငံတကာအစ်မရေရောက်ငါးပြတဲ့ကြီးကိုလေ အခုမှရန်ကုန်ရောက်လို့ပါရှင်ရန်ကုန်ဘယ်နာမှရှိပါလဲရှင်နော်နိုင်ငံတော် budget တွေကနေပြည်သူ့ဗန်နာငွေတွေကနေပတ်စံနေထုတ်ယူသွားတာဖြစ်တဲ့အတွက်ဒီစီမံကိန်းအောင်ကောင်းထဲပေါ်ပြီးအောင်မြင်လိမ့်မယ်လို့ယုံကြည်တယ်အဲဒါကြောင့်မလို့နော်ဒေါက်ဆိုင်စုကြည်အစိုးရနောက်ဆက်ရှိအကုန်မှာတိဆောက်ပေးခဲ့တဲ့နိုင်ငံတကာအစိတ်မီရေအောင်ငါးပြတဲ့ကိုတွားလဲခြင်းလို့ပါရှင်ဘယ်နာမှရှိပါလဲနော်နောက်တစ်ခုကကျမဒီမှာလေးမိုးရွာတော့ထိဆောင်ထားရတယ် ရန်ကုန်မြို့တော်ဝင်ဦးမမောင်စိုးနဲ့ဝင်ကြီးတို့ဖြိုးမင်းသိန်းပြောခဲ့တာရန်ကုန်မှာမြေအောင်မြို့တော်ကြီးတိစောက်ပေးမှာတဲ့ထီးရဲ့အုပ်ထုပ်တွေမလိုတော့ဘူးတဲ့အဲ့ဒါကြောင့်မို့အဲ့ဒီမြေအောင်မြို့တော်ကြီးလည်းဘယ်နာမှရှိလဲပြောကြပေးပါအောင်နော်တောင်းမှုတဲ့လူတွေရှိရင်ဘယ်နာမှရှိလဲလည်းညွှန်ပေးကြပါပြီးရင်ကျမကရန်ကုန်ကနေပြီးအရာတွေကိုဆက်ပြီးခီးထွက်မှာချောင်းသားကိုတောင်းမှာအဲချောင်းသားအမျိုးတွေကျမလာလို့ရှိရင်လည်းပဲကျမကိုရန်ကုန်နဲ့ချောင်းသားကိုတနာကြီးပဲကြာမယ်လျှက်စစ်ရထားပြေးဆွဲပေးမယ်ဆိုပြီးတော့ဟိုအရာတွေတောင်းဝင်ကြီးတို့မှဟိုဟာ မန်းကြော်နေရနေပြီးတော့ပြောထားတာရှိရလေပြီးရောက်ဒီမှာမျိုးကြီး6မျိုးကိုမိုးပြန်ထားလန်းလေးဆက်သွယ်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ကတကယ်ပြောတာပါတကယ်လုပ်ပေးမှာပါအပြောမဟုတ်ပါဘူးဆိုပြီးပြည်သူကိုဂရီပေးထားရမလားအဲဒီကျမတို့နိုင်ငံတော်ဘတ်ဂျက်ထဲကနေပြည်သူဘဏ္ဍာငွေထဲနေဘတ်ဂျက်တွေထုတ်ယူသုံးဆွဲထားတာလေအဲ့တော့ရန်ကုန်ကနေပြီးတော့ချောင်းတောင်တနအိပဲကြာမဲ့ဟိုလှည့်စစ်ရထားလဲကျမစီးကျင်တယ်လက်မခဘန်မာသွားပြီးလက်မဖြက်ကလည်းနော်လက်မခဘယ်လောက်ရှိလဲနောက်ပြီးအယောက်ဒီတိုင်းရအမျိုးကြီး6မျိုးမှာလဲမိုးပြေရထားစီးကျင်လို့ပါရှင်တောသူမမျိုးတက် ကျွန်မတို့ဒီမှာမြို့တက်လာတာမသွားတက်မလားတက်လို့လက်ညှိုးပေးကြပါအောင်ရှင်မြေအောင်ငါးပြတိုက်ကြီးခြေအောင်ငါးပြတိုက်ကြီးသွားလဲခြင်းပါတယ်မြေအောင်မြို့တော်ယူသွားလဲခြင်းပါတယ်ရန်ကုန်နဲ့ချောင်းတော်ကိုတနအိပ်ပဲကြမယ်နေ့စီရထားလဲစီးခြင်းပါတယ်အယောင်ဒီတိုင်းမြို့ကြီးချောင်းမြို့ဆက်သွက်ပေးထားတဲ့မိုးပြရထားလဲနေလဲကနားမှာရှိနေပြောကြပေးကြပါရှင်ကျွန်မသွားပြီးလဲခြင်းလို့ပါရှင်